Brighton နဲ့ပွဲမှာနံပါတ်9 Rooney အတွက်ကွန်ညာနဲ့ Shaq ကို Rooney အမှာဘယ်သူကိုရွေးချယ်တင်လဲ Brighton နဲ့ပွဲမှာမြန်မာမြန်မာ Chester Forward ဆောင်ကနေပြန်လဲကြော်လဲပါရင် United ကတော့လာမယ့်ပွဲမှာ Brighton နဲ့ရင်ဆိုင်သွားရတော့ပါမယ် United က Robin Emery ရဲ့လက်အောက်မှာတဖြည်းဖြည်းနဲ့ရုံလုံးပေါ်ကျင်လာတဲ့အသင်းအသင်းဖြစ်လာပါရင် Emery ကသူ့ရဲ့နေပညာမြင်မာတဲ့ကစားပေါ်အနေနဲ့ United ကိုပြောင်းလဲဖို့ကြိုးစားနေရပါနောက်ဆုံးလေးနှစ်ပွဲဆက်တိုင်းအနိုင်ရရှိထားတာဖြစ်လို့အခု Brighton ရဲ့ပွဲမှာရောသူဘလိုကစားကွက်မျိုးနဲ့ခင်းချင်းပုံပေါ်လာမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေတာအမှန်ပါပဲ Brighton ဆိုတာက Premier League မှာနေ့စနေပိုင်းကောင်းမွန်တဲ့အသင်းဖြစ်ပြီးဒီနေ့မှာတော့အတော်လေးကိုစွမ်းဆောင်ရည်ကောင်းနေပြသထားနိုင်ပါတယ်။ဒါပေမဲ့တစ်ချက်တွေ့မိတာကသူ့ရဲ့ခံစစ်လိုင်းဟာအမြဲတမ်းနေပါ High line defense style မျိုးဖြစ်နေပါတယ်။ Louis Stan နဲ့ Jan Paul Van Hankey လို့ Nocton လူတွေဟာဘောလုံးကိုဖျက်ဝေဖို့ရှေ့တက်လာကြပါတယ်။ဒါက Brighton ရဲ့အားသာချက်တစ်ခုဆိုပေမဲ့တစ်ချိန်တည်းမှာပဲအားနည်းချက်တစ်ခုလည်းဖြစ်လာနိုင်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာခံစစ်လိုင်းကမြင့်နေတဲ့အခါနောက်မှာနေရာလွတ်တွေအများကြီးပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီလိုနေရာလွတ်တွေကိုတောင်းချဖို့အင်မော်နီအနေနဲ့ကွန်ညာကိုပို့ပြီးတော့ရွေးချယ်တဲ့လို့မြင်မိပါတယ်။ Brighton ရဲ့ကစားပုံကဘောလုံးပိုင်ဆိုင်မှုကိုအခြေခံနေသူတို့ဟာနောက်တန်းကနေအနီးပေးတွေနဲ့ထိကျတဲ့ဘောလုံးပေးပမှုတွေပြုလုပ်ပြီးဂိုးရဖို့အခွင့်အရေးတွေကိုဖန်တီးတက်ကြတယ်။ဒါပေမဲ့ဒီလိုကစားပုံဟာပြန်ပြန်အသင်းအလင်းမြန်တဲ့တမန်တိုင်းစစ်တွေနဲ့ဖိအားပေးတဲ့အခါအနေငယ်ထိခိုက်လွယ်တယ်။အင်မော်နီအနေနဲ့ဒီအချက်ကိုတေချာလေးအတုံးချနိုင်မှုလို့ပါတယ်။ Sporting Lisbon ကအတွေ့အကြုံတွေကိုအခြေခံပြီး Brighton ရဲ့ခံစစ်ကိုဖျက်ဆီးဖို့သူရဲ့တိုက်စစ်ကိုပြောင်းလဲပြစ်ဖို့တက်တယ်ရှိရပါမယ်။ Benjamin Shaw က traditional striker တယောက်ဖြစ်ပါတယ်။ သူမှာအရန်မြင့်အရှိန်နဲ့လေထဲမှာဘောလုံးကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်ရှိတယ်။ဒီလိုဇာမမျိုးဟာ Brighton လိုအသင်းကိုဖိအားပေးဖို့တင့်တော်တယ်လို့ထင်ရပေမဲ့ဒီဘွဲမှာပိုးပြီးပြောင်းလဲပြင်လဲဖြစ်တဲ့ပုံစံမျိုးနဲ့ချင်းကပ်နိုင်ဖို့လိုအပ်တယ်။ဒါကြောင့်ဒီဘွဲမှာလည်းကိုညာကို49ဖြစ်နေပေမဲ့ထားကစားတာမျိုးကပိုးပြီးတင်းလျော်တယ်လို့မြင်မိပါတယ်။ကိုညာဟာရှက်ကိုလိုရိုးရအထောင်တိုင်းစင်မှုမဟုတ်ဘူး။သူဟာနေရာပြောင်းလှုပ်ရှားတဲ့နောက်ကိုဆင်လာပြီးဘောလုံးထိန်းချုပ်တယ်။အသင်းပေါ်လေးနဲ့ပူးပေါင်းကစားတဲ့ဒီလိုကစားပုံက Brighton ရဲ့ခံစစ်ကိုဖိအားပေးဖြစ်အောင်လုပ်နိုင်တယ်။ Brighton ရဲ့နောက်ခံလူတွေဖြစ်တဲ့ Dan နဲ့ Van Hankey တို့ဟာ ရှေ့တက်လာတဲ့အခါမှာကိုညာကသူတို့ကိုလိုက်ဆွဲထုတ်ပြီးသူတို့နောက်နေရာလူတွေဖန်ပြီးပြနိုင်တယ်။ဒီနေရာလူတွေကို Brian Ambumo မင်းစင်မောက်တို့လိုကစားမတွေကတုံးချပြီးဂိုရဝုတ်ခွင်းတွေဖန်ပြီးနိုင်တယ်။ဒီလို49အစနစ်ဟာ United ကိုပို့ပြီးကြိုတင်ခံမရခဲ့တဲ့အသင်းဖြစ်လာစေတယ်။ Brighton ရဲ့ခံစစ်အားရှက်ကိုလိုရွာတိုက်စစ်မှုကိုထိန်းချုပ်ဖို့အပေါ်အဆင်ပြေနိုင်ပေမယ့်ကိုညာလိုနေရာပြောင်းလှုပ်ရှားတဲ့ကစားသမားကိုထိန်းချုပ်ဖို့အတွက်သူတို့အခက်အခဲရှိလာနိုင်တယ်။ဒီလိုလုံးဝသာတကယ်ညံကောင်းတဲ့ရွေးချယ်မှုလို့ခေါ်ဆိုထိုက်ပါမယ်။49စနစ်ဟာဘာကြောင့် Brighton လိုအသင်းကိုထိခိုက်စေနိုင်တယ်လဲဆိုတာနည်းနည်းပိုရှင်းအောင်ပြောပြမယ်။ Brighton ခံစရာအများအားစီကန်းရှိပြီးတိစောပုံကောင်းတယ်။ဒါပေမဲ့သူတို့ရဲ့နောက်ခံလူတွေကရှင်းတက်လာတဲ့အခါနောက်မှနေရာလုံးတွေထွက်လာတယ်။ကိုညာဟာဒီနေရာလုံးတွေကိုအသုံးချဖို့အရန်ကိုတင့်တော်တယ်။သူကတိုက်စစ်မှုနေရာမှာရှိနေမယ့်အစားနောက်ကိုဆင်းလာပြီးဘောလုံးကိုထိန်းချုပ်တယ်။ဒီအခါမှာ Brighton နောက်ခံလူတွေသူ့နောက်ကိုလိုက်လာရတယ်။ဒါဟာသူတို့ရဲ့ခံစစ်ပုံစံကိုဖျော်ဖျဲဖြစ်သွားစေတယ်။ဒီလိုနေရာလွတ်တီအဲထဲမှာအန်ပူမွန်နဲ့မောက်တိုလိုကစားမတွေကအလင်းမြန်ဝင်ရောက်လာပြီးဂိုးရဖို့ခွင့်အေးတွေဖန်နေနိုင်တယ်။ဥပမာအနေနဲ့ကိုညာကဘောလုံးကိုထိန်းချုပ်ဖို့နောက်ကိုဆင်းလာတဲ့အခါဒန်းစ်ကသူ့ကိုလိုက်ထိန်းရတယ် ဒီခါမှာအမ်ဘူမကတန်းဆင်နေရလို့တဲကိုပြေးဝင်လာပြီးမောက်ကဘောလုံးကိုလှမ်းပုတ်ပေးလိုက်ရင်ယူနိုက်တက်ဟာအနေနဲ့ရှိတဲ့ခိုက်တက်တွေကိုဖန်တီးနိုင်မှာဖြစ်ပါရင်ညီကိုတို့ကရောဘယ်လိုမြင်ကြလဲ Brighton ရဲ့ပွဲမှာနံပါတ်9နေရာအတွက်ဘသူကိုရွေးချယ်တင်တယ်လို့ထင်ပါတယ်ကိုညာလားရှက်ကိုလားပြောပြခဲ့လို့ရပါတယ်အစောနေ့ချစ်စုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ